နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်စစ်ကောင်စီရဲ့တမတော်လေအမှတ်တစိမ့်နဲ့တယ်ယူပို့ဆောင်ရေး18လေရင်သစ်နှစ်စီးကိုတရုတ်နိုင်ငံကုမင်းလေစိမ့်မှာရှာဖွေတွေ့ရှိခဲ့ပြီးတော့စစ်ကောင်စီအထက်မကြမီမှာအသုံးပြုတော့မယ်လို့ယူဆရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာ witness ဟာရှန်စီ 18F 200W နေပြူဟာမြောင်းတယ်ယူပို့ဆောင်ရေးလေရင်နှစ်စင်းဖြစ်တဲ့အမိနံပါတ်5923နဲ့5924ကို တရုတ်ပြည်သူတမရနိုင်ငံကုမင်းအပြည်ပြည်ဆိုင်ရာ၄စိမ့်မှာရှိတဲ့နေရာတစ်ခုမှာရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗါးအဲ့ဒီလေရင်နှစီးဟာလေရင်အစ်စ်တွေဖြစ်ပြီးတော့ MAF နာမည်တက်မတော်လေလို့ရေးသားထားပြီးရခင်ကမရှိဘူးတဲ့အမိနံပါတ်တွေဖြစ်တယ်လို့သိရပါဗါးမကြသေးမီကမှမိတ်ဆက်ခဲ့တဲ့ Y8F 2000w အမီးနံပါတ်5922ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်အသုံးပြုခဲ့ပြီးတော့အသစ်တွေ့ရှိရတဲ့18လေးရင်နစီးရဲ့အမီးနံပါတ်တွေကတော့5923နဲ့5924တို့ဖြစ်တယ်လို့သိရပါတယ်။တက်မတော်၄က စစ်ဘက်လေရင်များနဲ့ပတ်သက်ပြီးတော့ဝင်းဆောင်နိုင်စွမ်းနဲ့ဗက်ဆောင်အသုံးပြုနိုင်မှုအတွက်အထူးအလေးတာတဲ့ Y8 လေရင်များကိုဆက်လက်ပြီးတော့တိုးချဲ့အသုံးပြုလျက်ရှိတယ်လို့သိရပါဗါးအဲ့ဒီ Y8 နောက်ထပ်လေရင်များရောက်ရှိလာခြင်းဟာစစ်ကောင်စီရဲ့လေတပ်အတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့လေပတ်နိုင်မှုစွမ်းရည်တွေကိုတိုးပွားစေရန်ဖြစ်တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီထံမှတည်ယူပို့ဆောင်ရေး Y8 လေရင်အ ਨੇ စုံ9စီးလောက်ရှိတယ်လို့နိုင်ငံတကာစီရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တချို့ရဲ့ထုတ်ပြန်ကြံများအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ